ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ငွေကူ Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာ အထပ်ပါချင်းရာတို့ဖြစ်ပျက်ခဲ့သည့်နောက်ဆယ်နှစ်ခန့်ကြာလတ်သောတက္ကသိုလ်ကျောင်းတော်ကြီး၌မောင်မယ်ရွေးဝဲကျင်းပမည့်ဆဲဆဲရှိနေသည့်နှင့်ကျောင်းသူကျောင်းသားများအထုစိတ်ဝင်စားလျက်လှုပ်လှုပ်ရွရွရှိနေကြ၏ရှင်ပြန်ရွေးခန့်ကြမည့်တက္ကသိုလ်မယ်လောင်ဆယ်ယောက်အနက်တွင်ရွေးဘိုသူမတ်တနံနှင့်အပါဝင်ဖြစ်လျာကျောင်းသားများသည် မရှင်ပြန်မြေကလေးကမြည်သူအရွေးခန့်ရလိမ့်မည်ဟုအမျိုးမျိုးတိပေးလျက်ရှိကြ၏ မတ္တနံမှာကျောင်းသားများကအများဆုံးတည်ပေးခြင်းခံရသူဖြစ်လေသည်မတ္တနံသည်ရွှေဘုံမြို့၌ဆယ်ရန်အောင်မြင်ပြီးနောက်ခင်လေးဆွေက တက္ကသိုလ်သို့ပညာဆက်လက်သင်ကြားရန်ပို့လိုက်ရာတွင်ရည်ရွယ်ချက်တစ်ခုရှိလေသည်ခင်လေးဆွေမှာတစုံတကူသော အကြောင်းကြောင့်လောကကြီးကိုစိတ်နာ၍အပြိုကြီးလုံနေတော့သည်ဟုကျွန်ုပ်တို့ရေးသားခဲ့ဖို့ရာစိတ်နာခြင်းဤအကြောင်းကားဤတို့ပေသည်ခင်လေးဆွေဤမိဘများလက်ထက်အပြိုပေါက်ကလေးဖြစ်ကားသောအချိန်တွင်ရွှေဘုံမြို့သို့ အလုတ်တင်အောက်သားမြို့အုပ်ကလေးတယောက်ရောက်လာခဲ့ရာရုပ်ရည်တနာကမရှိသည့်တကြောင် BA အောင်သည့်တကြောင်မြို့အုပ်ဖြစ်သည့်တကြောင်အောက်သားဆိုသည့်တကြောင်ကြောင့်မြို့ပေါ်ရှိစက်ပိုင်သမီးဘွဲသားသမီးဂုံတယ်ကြီးသမီးအရာရှိသမီးမြေပိုင်ရှင်သမီးဆိုသူများက မျက်စိကျခဲ့ကြ၏အချို့လည်းအတွင်ကျိတ်သဘောကျ၍ဇရဲသောမိဘများကမူတို့သူကိုခပ်ပြောင်ပြောင်တမက်ဖမ်းခဲ့ကြလေသည်ခင်လေးစေဤမိဘများမှာ ဇေယသူများထဲတွင်ပါ၍မြို့ဩကလေးအားမိမိတို့၏ဆန်ဆက်တို့အလဲပတ်ကြွားရောက်ရန်ဖိတ်ခေါ်ကြလေသည်အခြားသောမိဘများသည်ဇေယသူများကိုမရှင်ဝင့်သည်နှင့်နောက်ဆုံးကြတော်လဲခင်လွေးစေ၏မိဘများကဲ့သို့ပင်ဇေယသောမြေပိုင်းရှင်လင်မယားလည်းရှိသေးသည်ဖြစ်၍မြို့ဩကလေးကိုအပြိုင်ဆိုင်လူရဲကြတော်သည်မြို့ဩကလေးသည်လေနံကိုနှစ်ဖက်နှင်းလျက်ဟိုလိုလိုဒီလိုလိုနှင့်နှစ်ဖက်သောမိဘများကိုညှင်းနေလျာတယောက်ကစိန်လက်ဆွဲလှုပ်ပေးလျင်တစ်ဖက်က နောက်ကဝယ်ပေး၏တဖက်ကညစာစားဖိတ်လင်တဖက်ကဥယင်ပြော်ဝဲစားဖိတ်၏ရင်းရဲတို့မရေမရမသေးမချာရှိနေသည့်အတွင်ခင်လေးဆွေဤမိဘများကမြို့ပေါ်မှလူကြီးလူကောင်းများကိုမိမိတို့ဤဇဝင်းတို့လက်ပည့်တောက်ဖိတ်၍မြို့အုပ်ကလေးကိုမလိမ့်တပတ်နှင့်ဖိတ်ခေါ်ပြည်လင်သမီးခင်လေးဆွေနှင့်ကြောင်းလန်းသည့်သဘောမျိုးလို့၍မင်္ဂလာဆောင်နှင့်ရန်အတွက်ရက်သမတ်လိုက်လေတော့သည်ဤတွင်၎င်းတို့နှင့်ပြိုင်ဘက်ဖြစ်သောမြေပိုင်ရှင်လင်မယားမှာ ပလက်လံကြံရစ်တော့သည်တို့ရာတွင်လူတို့မြေသည်တစ်ဖက်နှိမ်၍တစ်ဖက်ကဒါနေသည့်အခါနှိမ်သောဘက်ကိုကူညီလိုခြင်းဒါသောဘက်ကိုနှိမ်လိုခြင်းတိဟုသောစိတ်ဓာတ်မျိုးပေါ်ပေါက်တတ်သည့်သဘာဝအတိုင်းအတွင်သည့်တယောက်သည်အရေးနှိမ့်နေသောမြေပိုင်ရှင်ထံသို့လာပြီးလျှင်မြို့အုပ်ကလေး၌ဒါကြီးမယားကြီးရှိ၍မြေသည့်အောက်မြို့၌နေထိုင်ကြောင်းတရင်ပေးလေ၏မြေပိုင်ရှင်လည်းမယားသည်မဆရာသောအမဲကိုတဲနှင့်ပက်မြေဆိုသောသဘောနှင့် မယားကြီးရှိနေသောနေရာသို့ဒုလူကိုဇေနှင်တကွဆေလွတ်လိုက်လေသည်ခင်လေးဆွေနှင့်မြို့ကလေးတို့သည်ချိန်ထားသောနေ့ရက်တွင် မင်္ဂလာခန္ဓာကျင်းပ၍ဂရီဘာခုံကြီးများပေါ်၌အတူရှင်တိုင်းကားဓပုံရိုက်မိဆဲဆဲတွင်မိသားဗုဒ္ဓယုံမကဆုံချ၍မောင်းလာသည့်မြင်ထားတစေသည် မင်္ဂလာမန္တရှိ၌ရက်တန့်၍မိမကြီးတယောက်နှင့်ခက်ရွယ်ရွယ်မိမတယောက်ဆင်လာပြီလျင်မိမကြီးကဓပုံဆရာဟိမောင်ရင်နေလိုက်ပါဦး ဟုတ်အော်ပြောလိုက်ပြိတ္တများလည်းအံအားသင်္ကာကြည့်နေကြစဉ်မိမကြီးကခုဟာဘာလို့ကြာတာတုန်းဟိမောင်သိန်းဟန်မိမရလာတာမင်းကစီးမကြိုပဲဘဲကမိမနဲ့တွဲထိုင်နေတာလေဟိမရမျက်နာမြင်ဖို့အမစ်စီပို့ထားပြီးမင်းကမရတယောက်ယူမလို့ပေါ့လေတော်ပါပြီကွယ်မင်းလုပ်ပုံဓပုံဆရာသည်အချိန်မလသည်ကိုရိပ်မိသည်နှင့်ဓပုံကရိယာများကိုတိန်စီလျက်ရှိစဉ်ပြိတ္တလည်းလှုပ်လှုပ်ရွရွဖြစ်ကြ၍ ထိုင်သူထိုင်ထသူထပြန်သူပြန်ပြေးသူပြေးဘယုတ်ပရက်ဖြစ်ကြလေတော့သည်လက်ထပ်ပွဲတွင် အကြီးကဲဖြစ်နှင့်ဆောင်ရွက်ပေးရမည့်အရေးပိုင်မင်းကိုတိုင်ဒုံမိမနှစ်ယောက်ကိုချောမော့ကမိမိ၏နေအိမ်သို့ခေါ်သွားပြီးလျှင်မြို့အုပ်ဦးသိန်းဟံကိုလည်းအတွင်ဝင်ရောက်ထံဂျိနန်းဖြင့်အမြန်ခွန့်ပန်၍ချက်ချင်းနေပြောင်းရွှေ့ပေးရရဘူးလေသည်ခင်လေးဆွေ၏မိဘများမှာမဟာအချက်တော်ကွဲ၍မြို့ပေါ်၌ခေါင်းမဖော်ဝင်တော့ပဲကုတ်ကုတ်ကလေးနေကြရရှာမရ နောက်များမကြမီအတွင်း၌ပင်မကြမမာဖြစ်ကြ၍လင်းနှင့်မယားရှေးစဉ်နောက်စဉ်ဟူပြီးတကဲ့သို့ဘဝတစ်ပါးကြောင်းသွားကြရှာတော့သည်ခင်လေးဆွေမမင်္ဂလာဆောင်မန္တမမိမကြီးတယောက်နှင့်ထွက်လာ၍ဘုရားယုံသို့သွားပြီးလင်လက်ဝတ်လက်စားများကိုအိမ်သို့ပို့လိုက်၍စကိုင်းတောင်ရို့သို့မိထားနှင့်လိုက်သွားလေ၏မိဘများမကြမမာဖြစ်၍လူစေလွတ်ခေါငင်သည်တွင်မှခင်လေးဆွေလိုက်လာ၍ အသက်မီယုံနှင့်မိဘများအားကတော့ဝင်ချယုံမြအချိန်ရလေတော့သည် မိဘများကွယ်လွန်သွားသည့်နောက်ခင်လေးဆွေသည်ဆန်ဆက်ကိုမောင်ဝမ်းခွဲတယောက်နှင့်လွှဲထားခဲ့၍စကိုင်းတောင်ရိုးသို့ပြန်ပြေးလျင်သီလရှင်ဝတ်သေး၏သို့သောစက်ယုံကိုဦးစီးအုပ်ချုပ်ရသောမောင်တဝမ်းခွဲသည်တောက်စားမူရ၍အလုတ်ကိုနေရာရကြီးကြပ်စီမံခြင်းမရှိကြောင်းကြားသိရသည်နှင့်ခင်လေးဆွေသည်နှစ်ကြာသည့်အလျောက်အတော်တန်အဆက်ပြေသည်တကြား သီလရှင်အဝိနှင့်မပြောပိုက်နိုင်ကြောင်းတွေးရသည်တကြောင်ကြာကြာနေလျှင်စက်ယုံပါပြုတ်၍ဘန်ခုံနှင့်ဆံလယ်၍တောင်းခံရသည်အဖြစ်မျိုးသို့ရောက်မည်ဆိုရသည်တကြောင်ကြောင့်သီလရှင်အဝိကိုဆွင့်၍ရွှေဘော်သို့ပြန်လာခဲ့လေသည်ဆံဆက်ကိုကိုယ်တိုင်ကြက်မှတ်အုပ်ချုပ်၍အထိုက်လျောက်စီးပွားဖြစ်ထင်းသည်ဖြစ်ရာအပြိုကြီးခင်လေးစေအာပူပန်းကြသောယောက်ျားမချတော်လဲခင်လေးစွေသည်အိမ်တော်ပြုလိုသောစိတ်အလင်းကုန်ခန်း၍ စံသက်တထေခင်လေးဆွေဟူသောအမည်နှင့်သာဂျေနက်အေဂျန်စွာနေထိုင်လာခဲ့ခြင်းဖြစ်လေသည် ခင်လေးဆွေဤစိတ်ထဲ၌ယောက်ျားများသည်အလွန်ဆိုး၍မိမာများပေါ်၌မတော်မတရားလှဲစားဖြာယောင်ဖို့လောက်သာဉာဏ်စီတတ်ကြသည်ဟူ၍ဘုံတော်ထက်တွင်တန်မိုနှစ်တကဲ့သို့အစွဲကြီးဆွဲလျက်ရှိပေပြီမတနံကုံမွေးစား၍တစ်နှစ်ထက်တစ်နှစ်ရုပ်ရည်တန်ပြန်ဝင်ယူုံမြမကတကယ်လှပချုံမောလာသည်ကိုတွေ့ရသောအခါခင်လေးဆွေဤစိတ်ထဲ၌ ယောက်ျားအတွက်ကြောင့်မိမိအဆက်တကွဲအကျိုးနဲ့ဖြစ်ရသည်ကိုယောက်ျားများပေါ်တွင်တုံ့ပြန်လက်စားခြေလိုသောစန္ဒဖြစ်ပေါ်လာတော့သည်သို့ဖြစ်၍ငကောအဖျင်းလှပြေးဖြစ်သောမတ္တဏံကိုလှသည်တဲ့လှပအောင် အဝေစားအမျိုးမျိုးတို့ဖြင့်ပြင်ဆင်ထား၍ယောက်ျားဟူသည်မြသည်မိမိတို့နှင့်အဖက်မတန်မိမိပေါ်၌ဆရာလုပ်၍ဩဝါဒပေးနိုင်သောယောက်ျားသည်မမွေးသေးဟူ၍အထင်ရောက်စေရန်လဲမတ္တဏံအားခေပညာနှင့်တကားဘီယာနိုဆောင်းကောက် စာသောဂိတပညာများပါသင်ကြားထားခဲ့လေသည်ခင်လေးဆွေဤစိတ်ကုမာကဥစ္စာပေါ်ရုပ်ချော၍ပြည့်စုံတတ်သော မတ္တနံဟူ၍ဟောလေတကျော်ရှိသည်ဖြင့်ယောက်ျားတွေဝိုင်းဝန်းပူပန်ကြသည့်အခါဘူပန်သမားသောယောက်ျားများ၏နှလုံးသားကိုခြေနှင့်ပုတ်ချပြီးတကဲ့သို့ညဉ့်ဉင်ပင်ပန်းအောင်ညင်ဆက်နှိမ့်ဆက်စေမည်ဟူ၍အကြံပြုထားလေသည်တက္ကသိုလ်မောင်မယ်ရွေးဝဲခြင်းပါသောအခါရွေးဘော်သူမတ္တနံသည် တိုင်းလူကြီးများ၏ဆုံးဖြတ်ချက်အရအမှတ်အများဆုံးရရှိ၍ ထမတက္ကသိုလ်မဲရွေးချယ်ခြင်းခံရလျာ၎င်းရွေးချယ်ချက်မှာဗောပြူလာဒစီရှင်ကျောင်းသားများကျင့်တတ်သောရွေးချယ်ချက်ဖြစ်၍တကြောင်လုံးဩဘာပေးကြသည်မှာဇူညံသွားလေတော့သည်တက္ကသိုလ်မောင်မဲရွေးပွဲမကျင့်ပါမီနှစ်နှစ်ခန့်အချိန်လောက်၌ဥကျော်ဟိုးနှင့်ဥပြေဆောင်တို့သည်မိမိတို့၏သားများဆယ်ရန်အောင်ပြည်ဖြစ်၍ကောလေကျောင်းသို့ပို့ရန်ပြင်ဆင်လျက်ရှိကြ၏ဥကျော်ဟိုးသည် သားမောင်သားမြတ်ကိုခေါ်၍ BA အောင်သည့်တိုင်အောင်ကြိုးစား၍ပညာသင်ဖို့အကြောင်း ်ပြီးအောင်ပြေးသောအခါမိမိတို့နယ်မှမြို့အုပ်ဖြစ်ဖို့သူမရှိသေးသဖြင့်မြို့အုပ်စာမွေးပွဲဝင်ရောက်ဖြေဆိုဖို့အကြောင်းတင်ညာအရရတွင်လည်းအခြားလူများထက်မသားလျင်ရှိစေဟိုဘက်အိမ်ကဥပြေဆောင်ဤသားလူမော်ထက်သာအောင်ကြိုးစား၍သူထက်သာသည်ဟုကြားရမှမိမိကျင်းနှံ့မြေဖြေကြောင်းများနှင့်မှားထားတင်တင်လေ၏လမ်းဤအခြားဘက်၌ရှိသောဥပြေဆောင်ကလည်းသာမောင်လူမော်အားအလားတူဩဝါဒမျိုးပေးလိုက်၏သို့သောဥပြေဆောင်ဤရည်ရွယ်ချက်မှာ မြို့အုပ်ဝင်တော့ဖြစ်ဖို့မဟုတ်ပဲလူမော် BA အောင်ပြည်သောအခါတွင်မင်းတိုင်းမင်းအမတ်ဖြစ်အောင် ကြိုးစားဖို့အကြောင်းအစဉ်အဆက်မှစ၍၎င်းနယ်သားဖြစ်သည့်အလျောက်တနယ်လုံးအပေါ်၌မျက်နှာနာပြီဖြစ်သောကြောင့်ဒုရဘာနိဒူငွေကုန်ကြေးကြခံ၍ရွေးကောက်ပွဲတွင်ရှင်ပြိုင်လူရရသောမင်းတိုင်းမင်းအမတ်လောင်းမြကိုမရနိုင်စရာဘာမျှအကြောင်းမရှိကြောင်းမိမိတို့နယ်မှ BA အောင်သော အမတ်လောင်းမပေါပေါသေးသည့်ဖြင့်နယ်သားအစ်စ်တယောက်က ်ဘီအောင်ပြိမအရွေးခံခဲ့လျင်နေသူနေသားများကစုပြုံ၍မဲပေးကြမည်ဖြစ်ကြောင်းအကယ်၍ဟိုဘဲအိမ်ကတာမြတ်တယောက်လဲအရွေးခံဖို့စိတ်ကူးပေါက်၍မိမိဤသားနှင့်ရှင်ပြန်အရွေးခံခဲ့ပါမူမိမိဤစီစဉ်ပြုတ်သည့်တိုင်အောင်အကုန်ခံ၍နိုင်အောင်လူမည်ဖြစ်ကြောင်းများနှင့်မှထဆုံးမဩဝါဒပေးလိုက်လေသည်သို့ဖြစ်၍လူမောင်နှင့်တာမြတ်တို့သည်တရားရသားများဖြစ်သည့်အလျောက်တက္ကသိုလ်တို့အတူတကွသွားကြတော်လဲမိပါချင်းဂုံတုဂုံပြိုင်ဖြစ်သည့်အလျောက် မိမိတို့အချင်းချင်းလဲဒညာရွန်တမန်ကတသက်ပလုံးလူမှုရေးတွင်သူထက်ငါသာအောင်ကြိတ်မြီဟုစိတ်ထဲ၌အသည်သည်အားခဲလျက်ရှိကြလေတော့သည်တက္ကသိုလ်တို့ရောက်ကြသောအခါတာမြတ်နှင့်လူမော်တို့သည်နေရောင်စလုံးလူရည်ခြင်းများဖြစ်ကြသည့်လျောက်လူမော်ကကစားခုံစားအသည်များ၌ဥက္ကရာဖြစ်လင်တာမြတ်ကစာဖတ်အသည်၌ဥက္ကရာဖြစ်၏လူမော်ကဒီဘိတ်ခေါ်စကရီလူချင်းဆိုင်ရာအသည်၌ဥက္ကရာဖြစ်လင်တာမြတ်ကဘောင်းတင်ဆဆန်ရေးဆိုင်ရာအသည်တွင် ချယ်မင်ဖြစ်၏လူမော်ကဘောလုံး၁၁ယောက်အသင်း၌ကပတိန်ဖြစ်လျင်ဒါမြတ်ကဒင်းနစ်ချန်ပီယံဖြစ်၏ဤသို့ဖြင့်တယောက်နှင့်တယောက်လူမသားငါမသားတပြန်စီအောင်ပန်းဆွလျက်ရှိကြလေ၏ဒါမြတ်နှင့်လူမော်တို့တက္ကသိုလ်ရောက်ရှား၍ IA အောင်ပြီးနောက် BA ဂျူနီယာတန်းတို့တက်ကြသောနှစ်တွင်မဒနန်သည်တက္ကသိုလ်တို့ရောက်လာ၍အထက်ပါတက္ကသိုလ်မောင်မဲရွေးဝဲတွင်ဘာဝင်ရှင်နွယ်ချင်းဖြစ်လေသည်ဆိုလိုရင်းမှာဒါမြတ်နှင့်လူမော်တို့က တက္ကသိုလ်သို့နှစ်ဥနှင့်နေ၍မတ္တနံရောက်လာသောနေ့တွင်ဘီအောင်တန်းသို့ရောက်နေကြလေပြီတက္ကသိုလ်မှအရွေးခံရသောမတ္တနံမှာကျောင်းသူများအနေတွင်လက်ဝတ်လက်စားအတောင်ဆုံးဖြစ်၍မျက်နာကြည့်ကြရသည့်အထက်တွင်ထိုကဲ့သို့တိုင်းဒီပြည်သည့်ရွေးချယ်ခြင်းခံရသောခါ၌အထုတလဲမျက်နာပွင့်လန်းလာပြန်သည်ဖြစ်၍မတ္တနံကိုစိတ်ထဲကဖြစ်စေ မပူပန်သောကြောင်းသားဟု၍မရှိသလောက်ဖြစ်နေလေတော့သည်။တာမြတ်နှင့်လူမတော်မူကား ဩဘံသူများနဲ့တွင်ရှေဆုံးဓမ္မပါဝင်ကြ၍အခြားကြောင့်သားများကဲ့သို့ကျိတ်ပိုးမဟုတ်ကြပဲရောင်ပြောင်ကြီးဘိုးပန်းကြလေတက္ကသိုလ်တို့တပြိုင်တည်းရောက်လာကြသောလူမော်နှင့်တာမြတ်တို့သည်ငယ်ငယ်ကလေးကကွယ်ကွာသွားခဲ့ကြသောမတ္တနံကိုကျောင်း၌တဖန်ပြန်တွေ့ကြသည်နှင့်တပြိုင်တည်းငယ်စဉ်ကအဖြစ်ပြန်များကိုသတိရကြ၍ကစားပေါ်လုခဲ့သောငယ်ဘဝမှသည်ဤစားလူရသော လူပြိုဘဝသို့ရောက်ရှိလာပြန်ကြပြီဟုနှစ်ယောက်လုံးကရိပ်မိကြ၏ မိဘများဤဂုံပြိုင်သွေးဝင်လျက်ရှိသောဤလူငယ်နှစ်ယောက်တို့ဖြစ်ရပုံမှာမတဏံကိုနှိမ့်နှိမ့်ကံကာချစ်ကြကြခြင်းမဟုတ်ပဲလူငယ်တို့ဘာဝတွေ့မြင်ကမတ္တဖြင့်လူကျင်သောဆန္ဒများတော့သာရှိစေအောင်တယောက်နှင့်တယောက်မခံကျင်သောစိတ်နှင့်ပင်မလျှော်ရန်ဘိုးပန်းကြမည်ဖြစ်၏ယခုမှမူတာမြတ်ရောလူမောပါမတ္တဏံကိုတကယ်တမ်းချစ်ကြနေကြသည့်လက္ခဏာရှိရာကမြည်သူကမှ နောက်ဆုံးမည်မဟုတ်ချေတက္ကသိုလ်မေယူဝဲပြည်သည့်နောက်တနေ့၌ တာမြတ်သည်မိမိ၏သင်္ကေချင်းများအားမတ္တနံ၏လက်မှတ်နှင့်တကွရာဘူးသောဓာတ်ပုံတစ်ပုံကိုပြသ၍လူငယ်တို့တဘာဝအသာယူလျက်ရှိရာသင်္ကေချင်းများမှလည်းမတ္တနံကိုပူပန်သူကြီးဖြစ်သောကြောင့်တာမြတ်၏လူရေးသားပုံကိုချီးကျူးကြ၏တော်ပါပြီဗျာကိုတာမြတ်တို့များကျုပ်တို့ဖြင့်ရောက်ကြတဲ့ကတောင်းလိုက်တာ ခုထက်ထီတပုံးမှမရဘူးပေါ့ဗျာရမှာပေါ့ဗျာသူတို့ကတော့တရားရဲသားတွေကို ။တရားရဲတိုင်းရတာမှတ်လို့ဗျာ။ဂိုလူမော်ကခမားတို့ရွာကပဲဆို။ဟုတ်ပါတယ်။ကျို့တို့ရွာကပါပဲ။ gain ဘယ်နဲ့ရှိသား။ကိုတော်မြတ်ကိုတော့တကယ်မြန်လို့လို့ပြတာဖြစ်မှာပေါ့ဗျာ။ကျို့တို့တွေတော့ဖားပါပြီဗျာ။ကိုတော်မြတ်ကအောင်မန်းဆွတ်တော့မှာပါ။ကြောင်သားများကဤကဲ့သို့အသာပေး၍ချီချိုကြသည်များကိုကြရသောအခါသာမျက်မှာပီတိဒိဇိမ့်စိတ်နှင့်နှုတ်ခမ်းမွေးတက်ကားပြုံးနေလေ၏ဒုက္ခနာ၌လူမော်တက်လာ၍ဓပ်ပုံကိုမြင်လိုက်သည်ဖြင့် မတဏ္ဏဤဓပ်ပုံဖြစ်သည်ကိုသိသည်နှင့်တပြိုင်နက်ဗာလဲဗျာကျုပ်ကောင်အောက်ကဓပ်ပုံခိုးကြည့်နေကြရဲမှတ်တယ်။ကျောင်းသားများလည်းမျက်လုံးပြူလျက်တယောက်ကိုတယောက်ကြည့်နေကြစဉ်ဒါမြတ်က ခမည်းဓပ်ပုံကဗာဓပ်ပုံလေမတဏ္ဏပုံပေါ့ခမည်းတို့တည့်ရိုင်းတဲ့လူစုဗျာဥစ္စာရှင်မရှိကဲဓပ်ပုံကိုခိုးကြည့်ကြတာပေါ့လေကျောင်းသားတယောက်ကမတဏ္ဏစီကခမည်းဓပ်ပုံရဘူးလို့လားတဲတယ်လာတဲ့လူပါကလား ူများပစ္စည်းခိုးကြည့်ပြီးမေးလိုက်ပုံကြည့်ကြပါဦးပြေးပါဗျာကျုပ်တဲ့ပုံဒုက္ခနာ၌ဓာတ်ပုံသည်ตาမြတ်ဤလက်ထက်တွင်ရှိ၍လူမော်ကဆွဲလူလေ၏ဟဲ့လူအရန်မလူနဲ့နော်ခုဒေါ်သားနှင့်ပြောလိုက်၏စင်စစ်မှာตาမြတ်သည်လူမော်ဤစကားကိုကြားရခြင်းအပြင်လူမော်မှာလည်းမတနံဤဓာတ်ပုံတစ်ပုံရဟန်တူသည်ဟုရိပ်မိတော်လဲတငယ်ချင်းများရှိတွင်မိမိတယောက်တည်းရာဘူးသည့်အနေမျိုးဖြင့်အသာယူထားသည်ဖြစ်သောကြောင့်ရှယံရံကျင်သော စိတ်ဖြစ်ပေါ်နေလေပြီ။ ရင်းတို့ရှိနေသည့်တွင်လူမော်ကဓာတ်ပုံကို အတင်းဆွဲလူသည့်တွင်ဒါမြတ်ကစကားဖြင့်ရှင်းလင်းမနေတော့ပဲလူမော်ကို တွင်းပစ်လိုက်၏လူမော်လည်းမိမိ၏ပစ္စည်းမှန်ပါလျက်ပြန်မပေးသည့်ပြင်တွင်းပြရခြေသလောဟုတော့ဘွားကဒါမြတ်ကိုတစ်ချက်ထိုးလိုက်၏ဤတွင်ဒါမြတ်လည်းဓာတ်ပုံကိုပြစ်ချ၍လူမော်ကိုပြန်ထိုးလျာကျောင်းသားများသည်တငယ်ချင်းနှစ်ယောက်တို့၏လက်ဝေပွဲကိုအနိုင်နိုင်ဖြန့်ဖြေကြရလေသည် နောက်ဆုံး၌တာမြတ်တွင်နှုတ်ခမ်းပြက်၍နဖူးရောင်သောဒံယာ၎င်းလူမော်၌မျက်လုံးတစ်ဖက်ပိတ်မတတ်ဖူးဖူးရောင်သောဒံယာသည်၎င်းအတိတိရရှိကြ၍တယောက်လျင်သုံးလျောက်စီကင်ဆွဲကခွာလိုက်ကြရပြီးနောက်အခန့်တရောင်းတွင်တယောက်စီထိုင်ကမောဟိုက်လျက်ရှိကြလေတော့သည်မဒနန်ဤဓဘုံမူကတငယ်ချင်းတယောက်တပ်ပုတ်စင်ကခြေထောက်နှင့်နေမိသည်ဖြင့်စုပ်ပြက်လျက်ဒေါင်ထဲသို့လွင့်နေလေပြီ။ ။ဒါမြတ်သည်ဒိုင်ကုံပေါ်တွင်ထိုင်နေရာမှဓပုံကိုသတိရ၍ကြည့်လိုက်သောအခါဓပုံဖြစ်နေပုံအချင်းရာကိုမြင်၍ရုတ်တရက်သတိရပြီးလျင်ဒေါသအလျင်ကင်းသောမျက်နှာထားနှင့်ထိုင်ရာမှထ၍လူမော်တို့လက်ဆန်တန်းကကန်လန်းလိုက်။လူမော်ကမူကြောင်တောင်တောင်လှုပ်၍ငေးကြည့်နေသည်ရာကျောင်းသားများကဟုတ်ပေသားပဲကုလူမော်ကဆွဲလိုက်ပါပြီဗျာ။ဟုဝိုင်း၍ပြောကြသည်တွင်မှထိုင်ရာမှထကသာမြတ်၏လက်ကိုဆွဲလေတော့သည်။သာမြတ်မှာ ်အင်္ဂလိပ်ဝတ္ထုများဖတ်ရာတွင်၎င်းလူမျိုး၏ Sporting Spirit ရန်ရွမဟွယ်ပဲအမျက်ဖြေဖို့ကြိုးစားသောဝါဒကိုသဘောကျသည်နှင့်အတူခုပြုမူလိုက်ခြင်းဖြစ်လေသည်လူမော်မူကားဤနည်းအားဖြင့်မိမိဘော်တွင်သာမျက်ကတပန်းတာအောင် ပြုလုပ်သွားသည်ဟုစိတ်ထဲတွင် အောင့်တသက်ဖြစ်နေလေတော့သည်ဒေါ်နေညနေ၌သာမျက်သည်မတ္တနံကိုတွေ့အောင်ရှာ၍နှစ်ယောက်ထဲဆုံမိကြသောအခါတွင်ရွာတော်မြေမိုးကဲ့သို့သုံးမုံသော မျက်နှာကြီးမျိုးလှုပ်နေရာမတ္တနံမူကား ယုံစည်စည်မျက်နှာထားရှိနေ၏မတဏန်သည်ဒါမြတ်နှင့်လူမတော်ထောတကြခြင်းနှင့်ထောတခြင်း၏အကြောင်းရင်းကိုပါကြာတိနှင့်ပြီးလေပြီမတဏန်တို့လုတ်ပုံကောင်းပါပြီဗျာအလိုကျမကဘာများလုံးမိလို့ပါလဲကျုပ်တယောက်တည်းပြီးတယ်မဲ့လို့ကျုပ်ကအသားယူနေလိုက်တာလက်ဆာတတ်တော့လူတကာရှောက်ဝေးပြနေတာကိုဗျာတပ်ပုံပြောတာလားဟုတ်ပါတယ်လူတကာမဝေးရပါလားကိုတမ်းမြတ် လူမော်ကိုလည်းတခုပေးတယ်ဆိုမဟုတ်လားပြီးတယ်လေဘာဖြစ်တယ်လဲဒါဖြင့်ဝေးပြတာမဟုတ်သေးဘူးလားရှင်ကလူတကာဝေးရဆိုကိုရွာသားမို့ပြီးတာရှင်ကဘာတွင်းလို့စရာရှိတယ်လဲကျုပ်ထင်တာကတော့ရှင်ထင်တာတွေလျှောက်ပြောမနေပါနဲ့ကျမမသိကျင်ပါဘူးကိုတပ်ပုံကိုပြီးကျင်တဲ့လူပြီးမှာပေါ့ရှင်နဲ့ဘာဆိုင်လို့လဲမတန်တန်ဒီတပ်ပုံကိုတာမြတ်တို့ပြီးစဉ်က ရောက်တဲ့ပေးသည့်အနေမျိုးထင်အောင်ပေးခဲ့ဟန်တူ၍တာမြက်ကအထင်ကြီးခဲ့သည့်လက္ခဏာရှိ၏တို့ရာတွင်တာမြက်ကအထင်ကြီးမိသည့်အလျောက်လူမော်တို့ပေးခြင်းကိုအပြစ်ဆိုသည့်အခါမနာကြည့်သောမတ်တဏန်သည်တာမြက်နှင့်သိမ့်အောင် အထိုက်အလျောက်မပြောဘဲတာမြက်၏နှလုံးသားကိုဖနှောက်နှင့်ပောက်လိုက်လေပြီဤမြမကသည်ဟူ၍မတ်တဏန်ကတရားရဲသားချင်းဖြစ်၍ငယ်တငယ်ချင်းများဖြစ်သည့်အလျောက်မောင်လူနမလခင်မင်းသည်ဖြင့် တပုံပေးခဲ့မိခြင်းကိုကိုတင်ရဒိဗေကောက်၍အထင်ကြီးသော လူသားမျိုး၏ရှက်ဝဲကောင်းသော အချင်းရာအကြောင်းကိုလက်ချပေး၍လွတ်လိုက်လေ၏မဒနံကိုစူအန့်ကျင်းအန့်ဟုလာခဲ့သောတာမျက်မှာမဆူမကျိန်နိုင်သည့်ပြင်တခင်ကကန်ကြောက်လိုက်သော ခွေးကဲ့သို့အမိကုတ်၍သွားလေပြီတာမျက်သည်မဒနံကိုငယ်ကြိုက်ဖြစ်၍လူငယ်တို့ဘဝစိတ်ကူးရင်သောအခါများတွင်မဒနံကိုမြို့ဥက္ကရောဝန်တော်ကရောအရာ၌အမြဲတမ်းထားလာခဲ့၏ ၎င်းတို့ရောက်၍မတဏံကိုလူတိုင်းပူပန်ကြသည့်အထက်တွင်မတဏံသည်မိမိအားအရေးပေးဆုံးဟုမှတ်ထင်ခဲ့၏ချိကြိုက်ပါသည်ဟုဖွင့်ဟား၍မပြောရသေးစေကမူမိမိကပြောသောတနေ့တွင်အစဉ်သင့်နေရာကြလိမ့်မည်ဟုအောက်မိခဲ့၏ယခုမူကားတာမြတ်အဖို့၌ဆက်ပြဘူးပေါင်းကြီးပောက်ကွဲသွားခဲ့လေပြီမတဏံကိုလူမော်တို့တွေ့ကြသည့်အခါယိုးမတဏံဓာတ်ပုံတပုံဘယ်စေးရောက်တယ်လဲရှင်းပြထားတာဘယ်ရောက်လို့လဲ ဘယ်မှမရောက်ပါဘူးကျုပ်တို့ခန်းကကိုဘာတန်းကဝယ်ရင်လို့ပါတဲ့ပိတ်ဆံနေတော့မရောက်ပါဘူးခုရမှာမွေးရင်တော့အလကားပြေးပါတယ်အမွေးတိုင်းပြေးမှာလားပြေးပါတယ်တောင်းရင်တော့နှွားကြောင်းတဲ့ဖုလူနီကတောင်းနေတယ်ကိုတိုင်လာတောင်းပါစီပြေးပါတယ်လူမော်လဲမတနာနာလောက်အောင်မပြောတတ်သည်နှင့်နှုတ်ခမ်းကိုကြိုက်လျက်ကြည့်နေ၏ရှင်တို့ယောက်ျားတွေတိခတ်တာပင် လူကျင်လာချီရဲ့ဆိုပြီးမယမကဘူးတောင်းလို့ကုရသားချင်းမို့ပြေးလိုက်တာကုဟာကိုထင်ကြည့်ပြီးအချင်းချင်းတက်လို့တက်ပုတ်လို့ပုတ်ပြီးတဲ့လူကိုအပြစ်တင်လို့တင်တမ်းပါရှင်နောက်ညတော့ရှင်တို့ကိုအတိတောင်မလုပ်တော့ဘူးမဒနန်လည်းခြာကနေလက်ထွက်သွားလေရာလူမော်သည်မဒနန်ကိုငိတ်ကြည့်နေရင်ရကင်ကအသင်အတင်မြလောက်ကြိုက်မိရာမှထိုချိန်ကစ၍အပြင်းအထန်ချစ်ကြိုက်လာပြီလင်းနင့်ကို မရမနေဘူးကွာ ူ၍တန်ဋိဌံချလိုက်တော်သည် မတဏန္ဒီရွေပေါ်မြို့နာရှိသောခင်လေးဆွေထံသို့လူမော်နှင့်တာမြတ်တို့တပ်ပုတ်ကြပုံအချင်းရာနှင့်တကြောင်လုံးကမိမိအားဝိုင်းပိုးကြပုံအကြောင်းရာများကိုစုံလင်စွာ ရေးသားတရင်ပေးလျာခင်လေးဆွေမှာအလွန်တရာနှစ်သက်အားရ၍ကျွေးမွေးရသောယေရှုနတ်သည်ဟုပြန်စာရေးလိုက်ရ၏၎င်းစာတွင်ညီသူကိုမှ စိတ်ထဲကတကယ်မကြိုက်မိစေပဲချစ်ချင်းကြိုက်ချင်းပြုပြလျင်နောက်ဆုံးတစ်နေ့တွင်မိမိအားဂရိထားပြီးဖြစ်သည့်အတိုင်း မိမိပေးစားသောယောက်ျားဖြင့်သာလက်ထရမည်အကြောင်းထက်လောင်း၍တတိပေးလိုက်လေသည်လက်ဝဲထွေရသောနေမဆ၍တာမြန်းနှင့်လူမော်တို့သည်မသနံကိုယခင်ကားကဲ့သို့ရောင်ပြောင်ကြီးမဟုတ်ဘဲကြိတ်ပိုးပိုးကြလေတော့သည်တငယ်နှစ်ယောက်လုံးမှာကျောင်းသားများ၏မျက်စိတွင်အဆက်ကွဲကြရသည်ဟုယူဆသည့်အလျောက်ရွာသားချင်းဆို၍အခွင့်ရသည့်အခါတိုင်းတပူတော်တော်မနေကြတော့ဘဲခေါ်ထူးမေးပြောဆိုသည့်အချိန်မျိုးဖြင့်ဟန်လုံနေကြ၏ ဤတွင်အခြားကျောင်းသားများသည်မတ္တနံကိုဘိုးဘန်းကြရန်အခွင့်ကောင်းအချက်ကောင်းပေါ်လာ၍စာပေသူပေရေမွေးပေါန်တာလက်ဆောင်ပို့သူပို့စသည်ဖြင့်အမေသာပုဂ္ဂိုလ်ယင်းအုံတလုံးတပြုံတစ်ခေါင်းကြီးဘိုးဘန်းကြ၏မတ္တနံကိုယ်တိုင်မှာခင်လေးဆွေပေါ်၌သစ္စာဆောင်သည့်အလျောက်မြည်သူအမြမေတ္တာတုံ့ပြန်ခြင်းမရှိတော်လဲတနည်းတခြားဘဝင်မြင့်တီထက်မြင်သွားကြလေပြီလူမောင်နှင့်တာမြတ်တို့လက်ဝေးအဆိုင်ပြည်သည့်နောက်တနည်းအတွင် သုံးဆိုင်ထက်မနည်းထိုးသက်ကြသေးရာ မတနန်သည်ယောက်ျားကလေးများထိတ်ပေါက်ခေါင်းခွဲနှုတ်ခမ်းပြဲသောအဖြစ်ပြန်များကိုမိမိနှင့်ဗာမျှမဆိုင်သလိုလစ်လျူဥပိ္ပခာရှု၍နေနိုင်ခဲ့လေပြီလဝေဒဆိုင်တက်၍ခင်လေးဆွေထံသို့တရင်ပို့လိုက်တိုင်းခင်လေးဆွေထံမှလုံဘွားနဂတ်အစာစိန်တလုံးနဂတ်သည်၎င်းဆေယရီစီသောကျယ်သည့်အစာယရီ20စီသောကျယ်သည့်သည်၎င်းတင်ပို့ချီမြင်ခြင်းခံရလေ၏မတနန်သည်အတော်အတန်ကြောင်းသားကိုလူမထင်တော်ပဲအကြည့်အကျဲဘဝင်မြင့်လျက်ရှိလေပြီ ခင်လေးဆွေကမိတိယောက်ျားကိုမြမချစ်မကြိုက်ဖို့မှားထားသောဩဝါဒကိုအပထား၍မတဏ္ဍန်ကိုယ်တိုင်ကလည်းမိမိနှင့်ထိုက်တန်သောယောက်ျားသည်တက္ကသိုလ်တကြောင်လုံး၌မရှိသေးဟု၍မှတ်ထင်းနေလေပြီတက္ကသိုလ်ကြောင်ဟူသည်မှာမြမတပီလုံးဤထိတ်ဆုံးတန်းခေါ်ရသည့်ယောက်ျားကလေးများစုဝေးရာဌာနဖြစ်ပါလျက်တက္ကသိုလ်ကြောင်သားကိုမှအဖက်တန်သည်မထင်သောမတဏ္ဍန်မှာမိတို့သောယောက်ျားအတန်းစားကိုရည်မှန်းသည်မပြောတတ်ပေ မတနမတက္ကသိုလ်ကျောင်းသားရွယ်သူရွယ်ရန်များကိုအခက်တန်ဒီမတင်တော်လဲလင်းစိတ်သားစိတ်ကုန်ခြင်းကမဟုတ်လှကျင်လိုက်ပုံမှာရော့ဝရာမရှိဝှက်လိုက်စားလိုက်ဒီမှာလဲရှမ်းရှမ်းတောင်းအတန်းတဲတို့ပညာသင်ဖို့လာခြင်းပင်လင်းဘွဲနေဘွဲတိုင်းအခမ်းအနားသွားတော်မူကဲ့သို့ထင်ရလောက်အောင် အကောင်းဆုံးပို့တယ်ဖဲတယ်အစဉ်ဆမ်းများဖြင့်ဖိတ်ဖိတ်တောက်လျက်ရွေတယ်စိန်တယ်စားတော့လက်ဝတ်လက်စားများမှာလဲရောင်ပြောင်ဝင်းလျက်ရှိတော်သည်မတနံဒီ မိမိအားချစ်ကြသည်ဆိုသောယောက်ျားကလေးများကိုအယူဖြစ်အောင်လှိန်ခြင်း၌အရသာခံတတ်လေပြီတိတိဆိုင်ဆိုင်မဟုတ်ပဲဘုပန်းယုံများလောက်ကိုမြောက်ပြင်ပေး၍မိမိဘက်သို့ပါသည်ထင်သည်ဖြင့်အတင့်ရဲလာသောကျောင်းသားကိုမူဘိတလေးနှင့်နဘိပြစ်သလောက်နာကြည့်အောင်ပြောလွတ်တတ်လေသည်ကျောင်းသားများသည်မတနံဤရုပ်အစင်းနှင့်အပြင်စင်းအဖြစ်အလိမ့်တို့ကိုမျက်စိကြား၍ဘုပန်းကြတော်လဲ၎င်းဤစခန်းကြီးသောစိတ်နေစိတ်ထားနှင့်အမူအရာတို့ကိုယွင်မုံကြလေပြီ ကဘာဒီဦးတကူရမဆောင်ကလေးကကိန်းအောင်လာခဲ့သည့်ယောက်ျားကလေးတို့ဤဝါသနာတိုင်းမိကိုတိုးတော်ပုဖလံကဲ့သို့မတ္တနံဒီဟုသောမိယံကို မတိုးဘူးသူမရှိအတောင်ကျွမ်းသည်ဖြင့်မပြန်နိုင်သောအခါမှဖျောင်းနိုင်ချေရင်တွင်ပတ်ချာလက်ပြေးသော ပုကောင်ကလေးများတပွဲစာအုပ်ကလေးများတကန်ကန်မိုင်းနေကြတော့သည် နောက်ဆုံး၌မတ္တနံကျောင်းကိုအကောင်ပြောသောကျောင်းသားလည်းမရှိမရကျင်သောသူလည်းမရှိကြအများအပြည့်မူကားကျောင်းသားများသည် ဇေဘေဒီရှင်တိဟုပြောသောမြေခွေကဲ့သို့ဒီလိုကောင်မဘာလို့ဖို့လဲသူ့ကိုရရင်သူ့ပေါန်တာဖို့ရအောင်အလုတ်လုတ်ရတာနဲ့လင်းလုတ်တဲ့အကောင်ရှာထွက်သေးမှာပဲစသည်ဖြင့်ပြောကြတော့ဤသို့သောယနေ့ရလျင်ယနေ့ယူမြင့်ကြောင်းသားတို့သာများလေသည်မတဏ္ဏဤစိတ်ကိုနိုင်နိုင်ချွတ်ချွတ်စစ်စစ်ကြည့်မိဆိုပါမူကားမိမိအားပူပန်ကြသောကြောင်းသားအမြောက်အများနဲ့တွင်ဒါမြတ်နှင့်လူမော်တို့နှစ်ယောက်ပေါ်တွင် မြစ်တာအထိုင်လျောက်ဇွင်ကြီးဟန်တူဤဓပ်ပုံပေးစဉ်ကမတနန်သည်မိမိဤဓပ်ပုံကိုပေးယုံမြမဟုဓပ်ပုံချင်းလဲလဲချင်းဖြစ်သောကြောင့်သာမြတ်နှင့်လူမော်တို့ဤဓပ်ပုံများရရှိထားရာ၎င်းဓပ်ပုံနှစ်ခုကိုရံဖန်ရံခါထုတ်၍နိုင်ရှင်ကြည့်လေရှိ၏ဤကဲ့သို့ပြုလုပ်မိခြင်းမှာငယ်စဉ်တောင်ကြီးကလေးအရွယ်ကလေးကမိမိအတွက်ကြောင့်မကြာကနသက်ပုတ်ထိုးကြိတ်ခဲ့သူများဖြစ်၍ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ၎င်းတို့အကြောင်းသည်စိတ်ထဲတွင်မကြမကြပေါ်လာသောကြောင့်ဖြစ်ဟန်တူပေသည်လူမော်သည်မင်းနိုင်မင်းအမတ်ဖြစ်အောင်လှုပ်၍နိုင်ငံရေးသမားလှုပ်ဖို့ကြံရွယ်ချက်ရှိသူဖြစ်ရာကကျောင်းသားများကိုကောင်းစွာမကြဖဲစကရီလူပွဲများ၌ဘူဆွဲအောင်လေ့ကျင့်ပြုလျင်နိုင်ငံရေးဆိုင်ရာစာအုပ်များကိုဖတ်ရှုလေ့လာခြင်းအပြင်အချိန်ကုန်ခဲ့၏တို့ဖြစ်၍အိုင်အေစာမေးပွဲတွင် အနိုင်နိုင်မျှအောက်မှတ်ရရှိခဲ့တော်လဲ ် BA စာမွေးပွဲ၌ကြာရှုံးခဲ့၏။ဒါမျက်မှားမူ BA အောင်မအစိုးရဘက်တွင်ယာရုမြင့်မြင့်ရနိုင်သည်ဆို၍အတန်းစားကိုတဲတဲမဲမဲကြိုးစားခဲ့ရာကမတဏံကိုချစ်ကြိုက်ခဲ့မိသော စိတ်လေစိတ်လွင်ကိုအထိုင်းအလျောက်ချိုးနှိမ်နိုင်ခဲ့သည်လည်းဖြစ်သောကြောင့်အချိန်တန်သောအခါတွင် BA စာမွေးပွဲအောင်မြင်ခဲ့လေပြီ။သို့သောဒါမျက်သည်မတဏံကိုလက်လျှော့သေးသည်မဟုတ်မိမိစီဝါရေးကိုမျက်ခြေပြတ်မခံသောလူငယ်တယောက်ဖြစ်သည့်အလျော်စွာ ကမ္မဝေအောင်၍အလောက်အကိုင်းနှင့်တကားနေရာတကြရှိသောချိန်တွင်မသက်နိုင်ရမှုတည်ဟုသောကိစ္စကိုဆက်လက်ဆောင်ရွက်နိုင်သည်ဟုစိတ်နှလုံးကိုဒုံဒုံချာထားခြင်းများသာဖြစ်လေသည်။ကျောင်းသားရှိနေစဉ်မသက်နိုင်ဤတွင်ကိုနားထောင်ကြည့်ရတွင်လည်းအလွန်အလွန်စခန်းကြီး၍မြည်သူများမကန့်နိုင်သောမိန်ကလေးတယောက်ဟု၍တွင်ပြည့်လျက်ရှိသောကြောင့်တဏီအဖျင်မသက်နိုင်အတွက်စိတ်ချမိ၏။မိမိမရလင်သာရှိစေလွယ်လွယ်ကူကူသူလိုငါလိုကျောင်းသားတယောက်နှင့် သမီးစာဖြစ်သည့်မင်္ဂလေတယောက်မဟုတ်ချင်းမှမူကျောင်းသားတိုင်းဤပါဇက်မှထွက်သောစကားအားဖြင့်စိတ်ချနိုင်ပေသည်ထို့ကြောင့်တာမြသည်စိတ်နှခွမထားပဲစာထဲ၌တပြောင်တည်းအာယုံဆိုင်ကကြိုးစားလိုက်ရတွင်အချိန်စီသောနေ့၌ BA အောင်မြင်လေတော့သည်မတ္တနံမှာလူမော်နှင့်တာမြတ်တို့ BA စာမျိုးပဲဝင်ကြသောနေ့တွင် IA စာမျိုးပဲဖြေဆိုရာလပ်ပမှုလက်ကောသာဂယုဆိုင်လာခဲ့သောမင်္ဂလေဖြစ်၍စာမျိုးပဲ၌ကြာရှုံး၏ ဇာမုပဲပြည့်၍ရွေးပေါ်သို့ပြန်သွားသောအခါခင်လေးဆွေသည်သမီးတမျှချစ်ခင်သောမတ္တနံကိုရက်ဝဲ၌ခွဲခွာ၍မထားလိုလူလားမြောက်၍အလွန်ချောနေသောသမီးကြီးကိုတက္ကသိုလ်သို့ပို့ထားရာချင်းအတွက်လည်းစိတ်မချနိုင်၍ခြေတုံချတုံဖြစ်နေရသည့်အထက်တွင်အိုင်အေဇာမုဝဲကကြာရှုံးစီဆိုသောသတင်းရောက်လာရလေကခင်လေးဆွေသည်မတ္တနံကိုတက္ကသိုလ်မှနှုတ်လိုက်လေတော့သည်။တာမြန်နှင့်လူမတော်သည်ဘီအေဇာမုဝဲဝင်ပြေး၍ ရွာတို့ပြန်သွားကြသောအခါရွှေဘုံမြို့သို့မတနံရောက်နေခြင်းကိုလည်းသိကြသည်နှင့်ရွှေဘုံမြို့သို့သွားရောက်ကြပြီလင်ယခင်ကတခန်းရထားခဲ့ကြသည်ဘိုးပန်းချင်းအလကောတဖန်ဆက်လက်၍ပြိုင်ပွဲဝင်ကြလေ၏မတနံနှင့်ခင်လေးဆွေတို့သည်မိမိတို့၏နေအိမ်တို့တလဲစီအလဲလာနေကြသောတာမြတ်နှင့်လူမော်တို့ကိုကောင်းမွန်စွာအက်ခံကြွေးမွေးတော်လဲလူငယ်နှစ်ယောက်တို့၏ဘိုးပန်းမှုကိစ္စမူကားရှိကားတဲ့နိဂတ်ချင်းမရှိချေ မတဏန်သည်နှစ်ယောက်လုံးကိုဖော်ရွေစွာလက်ခံစကားပြော၍ခင်လေးဆွေကလည်းသမီးကြီးအားရွှေဘို၌အလွန်ရှားသောကောလိပ်ကျောင်းသားများကပူပန်ကြသည့်အတွက်နှစ်သက်ကြည်နူးလျက်ရှိလေတော့သည်ရွှေဘို့သို့မတဏံရောက်လာသောချိန်မှစ၍အရာရှိပိုင်းမှ လူပြိုစင်များလူပြိုအတုများမရာကိုတခြား၌ပို့ထားသည့်လူပြိုဆိုသူများမိုးဆိုးဘုံများမကြံပူပန်ကြတော့သည် အရထဲမှဂုံတဲ့ပွဲစားဈေးတယ်များသည်လည်းမတဏံကိုလိုချင်ကြ၏သို့သောရွှေဘုကဲ့သို့သော မြို့လက်ကလေးများတွင်အစိုးရအမှုရန်ခေါ်စာရေးစာချီများနှင့်အရာရှိများသာလျှင်မျက်နှာပွင့်လန်းရပေကပွဲစားဂုံတဲ့နှင့်ဈေးတယ်ဆိုသူများမှဆန်ဆက်ပိုင်ရှင်များမှတပါခင်မစားကြသောကြောင့်အနာသို့မတည်နိုင်ကြပေဆက်ပိုင်များအနှက်မှမူလူပြိုဟူ၍မရှိသလောက်ရှားသည်ဖြင့်မတဏံပိုးသော ပြိုင်ပွဲတွင် အရာရှိများသာရှေရမ်းမတိုးဝိနေကြလေတော့သည်ရှေရမ်းပုသူများနဲ့တွင် ရွှေဘုံမျိုးသားကောလေကျောင်းသားတယောက်ရှိသည်ကားမှန်၏သို့သောထိုသူမှာကျောင်းမှာကလေးကဘူပန်ကလေးသဖြင့်လက်ပန်းကြကရွတ်တွတ်ဖြစ်နေခဲ့လေပြီမတနာမမူတက္ကသိုလ်ကလေးကစကန်းကြီးကဲ့သို့ဖြစ်၍မြို့ကလေးသို့ရောက်လာသောအခါတွင်မိုးမမြင်လေမမြင်သာ၍ပင်စကန်းကြီးနေပြန်တော့သည်ဘီလာတို့မရဗောဓာသောလန္ဒန်သားမျက်နှာပြူအေးပိုင်းတယောက်မှလွဲ၍ မတဏန်သည်မိသူနှင့်မျှမတွဲလိုကြ၏သို့သောပဏ္ဏသောမင်္ဂလိဖြစ်၍မတဏန်သည် မသိလျော်သောချိန်နှင့်လူသူပြတ်လတ်သောနေရာမျိုးသို့ဖိတ်ခေါ်ခြင်းကိုညှင်းပယ်ဖို့နားလည်လေသည်ဘီအင်းနှင့်အိုင်အီစာမျိုးပဲအောင်စင်းထွက်လာ၍အကြောင်းသိရသောအခါမတဏန်မှာ ဖော်ပြပြီးခဲ့သည့်အတိုင်းတက္ကသိုလ်သို့ပြန်မတက်တော့ဘဲကြောင်းထွက်ခဲ့လေပြီမောင်တာမြတ်မူကားဘီအင်းအောင်မြင်၍မြို့အုပ်စာမျိုးပဲမဝင်မီအတွင်ဝင်များယုံ၌စည်ရေးအလုတ်လျှောက်ထား၍ကံအားလျော်စွာအလုတ်ရခဲ့လေပြီ မောင်သားမြတ်သည်ရန်ကုန်သို့မဆင်းလာမီမတနန်နှင့်တွေ့၍ဘယ်နံရောအခါမှနောင်တဖန်တွေ့ဆုံကြမည်မသိသဖြင့်နှုတ်ခွန်းဆက်သားဖို့လာရောက်ချင်းဖြစ်ကြောင်းများနှင့်စကားခင်းလိုက်ရာတွင်မတနန်မှာမောင်သားမြတ်ဖြစ်စေလိုသည့်အတိုင်းညွန့်ငယ်သောမျက်နှာမဖြစ်ပေါ်လာပဲလူမရောမြို့တောင်နဲ့ကိုသားမြတ်ရဲ့ကျမတို့လေရန်ကုန်ကိုဖျားဘူးရောက်ချင်ရောက်အောင်ပါပေါ့မတွေ့တော်ဘူးရေလို့ဘယ်ဟုတ်မလဲဟို၍ရှင်ပြစွာနဲ့ပြန်ပြော၏ မောင်သားများကမူနောက်တစ်ချိန်တွေ့ဖို့ခရင်လိမ့်မည်ဆို၍မိမိ၏ယင်တဲ၌နှစ်ပေါင်းများစွာမြို့သိပ်ထားခဲ့သောအချစ်မြတ်တာစကားကိုဖွင့်ဟပြောပြလေရာမတဏန်သည်မောင်သားမြတ်ဤလိုက်လိုက်လဲလဲရှိသော အမှုရာကြောင့်စိတ်၌ထိခိုက်ခံတူတော်လဲမိမိမှာခင်လေးဆွေကိုဂရိပေးပြီးဖြစ်၍မိမိကိုယ်ကိုမိမိမပိုင်သောကြောင့်ဤကိစ္စနှင့်ပတ်သက်၍မိမိအပြောနေလျင်လေကုံုံမြတ်သာရှိမည်ဆိုကားခင်လေးဆွေပေါ်သို့လွှဲချလိုက်လေ၏ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာ ဆရာကြီးရွှေဦးတောင်းဤမြတ်သက်မောဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲယေရှုမြတ်ကြီးတင်ရပါရယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းသုံးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ပုံမြတ်တင်ပါခင်ဗျာ